ဟယ်လိုအားလုံးမင်္ဂလာပါတချေအိမို့ပါဒီနေ့ကျမကအင်္ဂလိပ်စာ Grade 5 English ရဲ့ TOS Table of Specifications အသေးစိတ်အညွှန်းစရာကို ရှင်းပြသွားပြီးမှဖြစ်ပါတယ်။ဒီမှာဆိုလို့ရှိရင်ဒါကအင်္ဂလိပ်စာစစ်ဆေးလွှာရဲ့အသေးစိတ်အညွှန်းစရာဖြစ်တယ်။အဲ့တော့ဟိုဘတ်တုံကတင်တင်ခဲ့တယ်ပေါ့နော်တင်ပေးခဲ့တယ်မြန်မာစာ TOS မှာကြတော့အဲဒီတနှစ်တစ်နှစ်က TOS ကအရင်ကြီးတိတိတသာပြောင်းလဲတာမျိုးမရှိဘူး။ဒါပေမဲ့အင်္ဂလိပ်စာမှာတော့ဒီမှာ TOS ကတနှစ်နှစ်တစ်နှစ်တိတိတသာဒါကွဲပြားနိုင်နေပေါ့နော်။ ဲ့တော့ဒီဥစ္စာကကျမတို့ဒါအဲ2023 24ပေါ့နော်အဲအတုံကဒါကဒီအဲ TOS ဖြစ်ပါတယ်ထပ်ပြီးတော့ထွက်လာမယ် TOS ကြရင်လည်းကျွန်မထပ်ပြီးတော့ဆွေးနွေးပေးသွားပါဦးမယ်။ဒါပေမဲ့ဘလို့ပဲတိတိတတ်တာဒီဒီပေးထားတဲ့ဒီပေးမေးထားတဲ့ပေါ့နော်။ဒါဒီအပုတ်ရီအဒီအပုတ်တွေကပေါ့နော်။အဲကွဲပြားစီအောင်တော့အဲကျွန်မတို့ဒီအောက်ကအဲဒီတမတ်တန်ဆိုဘယ်နဲ့ပုတ်ပေါ့နော်။နှစ်မတ်တန်ဆိုဘယ်နဲ့ပုတ်ပေါ့နော်။အဲဒါမျိုးကတော့ပြောင်းလဲခြင်းမရှိပါဘူး။ဥမာ listening မှာဘယ်လောက်မေးသွားတယ် knowledge မှာဘယ်လောက်မေးတယ် comprehension မှာဘယ်လောက်မေးတယ် application မှာဘယ်လောက်မေးတယ်ဆိုတဲ့ဟာရတော့ဒါကပြောင်းလဲခြင်းမရှိဘူးပေါ့နော်။ Okay ဒါဆိုလို့ရှိရင်ဒီမှာဒါ ာက unit 1ပေါ့เนาะ sorry မိပြတ်သွားအလင်းရောင်လေးနည်းနည်းယော့သွားပါတယ်အဲ့တော့ unit 1မှာဆိုလို့ရှိရင် knowledge မှာဒါက listening reading writing and speaking ဆိုတာရှိပါမယ်အဲ့တော့ listening reading writing speaking မှာဆိုရင် listening အတွက်ဒါကအဲဒီနှစ်ပုတ်တမှတ်တနှစ်ပုတ်ဒါမေးနိုင်ပါတယ် unit 1မှာဆိုရင်တမှတ်တနှစ်ပုတ် reading မှာဆိုလို့ရှိရင်တစ်ပုတ် writing မှာဆိုရင်နှစ်ပုတ်ပါဒါက knowledge အတွက်ပါတမှတ်တနေပါပြီးလို့ရှိရင်နောက်ခုက application မှာကြတော့ကျမတို့နှစ်မှတ်တတစ်ပုတ်မေးနိုင်ပါတယ်ဒါဆိုအားလုံးပေါင်းဆိုလို့ရှိရင် ယ် total items က unit 1မှာ6ပုံမိနိုင်ပါတယ်အဲ total mask ကတော့ဒါက2မှတ်ဖြစ်သွားတာဖြစ်တဲ့အတွက်9မှတ်ဖြစ်သွားပြီပေါ့နော်အဲ့တော့ unit 2မှာကြာရင် listening အတက်မှတ်ပါပြီးရင်အ reading က sorry listening အတွက်တစ်ပုတ်ပါ reading က2ပုတ်ပါ writing အတွက်က2ပုတ်ပါ ဒါတွေကတမတ်တန်ဖြစ်ပါတယ်ပြီးတော့ comprehension မှာသိမီလီမီတာမရှိဘူးအဲဒါပေမဲ့မင်းလည်းမီးနိုင်ပါတယ်เนาะကျမဒါကကြတော့ဒါနမူနာအညွှန်းစရာပဲဖြစ်ပါတယ် application မှာအသုံးချမှုမှာကြတော့ဒါနှမတ်တန်တပုံမီးမယ်ဒါဆိုရင်စုစုပေါင်း total items အနေနဲ့6ပုတ်ပါဒီ total mass ကတော့9မှတ်ပါအဲ့တော့ unit 3 unit 3ကြတော့ ဒီအာ listening မှာဆိုလို့ရှိရင်ကျမတို့ဒါပါလဲဆိုလို့ရှိရင်အဲဒီ listening မှာတစ်ပုတ်ပေါ့နော် writing မှာနှစ်ပုတ်အဲပြီးလို့ရှင် sorry reading မှာနှစ်ပုတ် writing မှာနှစ်ပုတ်ပါ oh sorry sorry အာ unit 3နော် unit 3မှာဆိုရင် listening မှာဒါ9ပုတ်ပါပြီးလို့ရှိရင် writing မှာ2ပုတ်ပါပြီးရင် application မှာ writing မှာနံပါတ်တန်2ပုတ်ပါဒါဆိုရင် total ကအဲကျမတို့အားလုံးပေါင်း10ပုတ်ရှိမယ်အမှတ်က9မှတ်ဖြစ်ပါမယ်အဲ့တော့ uniform မှာဆိုလို့ရှိရင်တော့ ဒီ comprehension မှာဒါနှစ်မှတ်တန်ဒါ၅ဘုတ်ပေါ့နော်နှစ်မှတ်တန်၅ဘုတ်ဖြစ်တဲ့အတွက် total item ကတော့၅၅ဘုတ်ပြီးလို့ရှိရင်အဲ total marks ကတော့ဒါက10 10ဖြစ်မှာပေါ့နော်10မဲ့ဖြစ်မယ် unify ဒီ comprehension မှာပဲ reading မှာ reading ဘိုင်းမှာနှစ်မှတ်တန်၅ဘုတ်ပါနှစ်မှတ်တန်၅ဘုတ်ဆိုလို့ရှိရင်ဒါ total item အနေနဲ့၅ရမှတ်အနေနဲ့ကတော့10ပေါ့နော်ပြီးလို့ရှိရင် unit 6မှာ comprehension အဲနားလေသဘောပေါက်မှုမှာဆိုလို့ရှိရင်ဒါကဒီတမှတ်တန်ဒါ10ဘုတ်ပေါ့နော် တမှတ်တန်10ပုတ် item အဲ total item နေနဲ့လဲ10ပုတ်ပါရမှတ်လဲ10ပါเนาะပြီးလို့ရှိရင် unit 7 unit 7မှာတော့ဒီရဲ့ဒီမှာဒီမှာဒီရဲ့ TOS မှာတော့ unit 7ရဲ့ဒါကဒီအဲ20ပေါ့เนาะ speaking မှာ20နောက်ဆုံးဒီ20မေးတဲ့အခါမျိုးမှာဒါ unit 7ကဒါမေးမယ်ဆိုပြီးတော့ဒါ TOS ထုတ်ထားတာပေါ့နော်အဲဒါပေမဲ့ကျမတို့ခုနပြောသလိုပဲဒါကအဲနမူနာ TOS ဖြစ်ပါတယ်အဲအဲ့တော့အဲ့မှာဒါတပုတ်ဖြစ်မယ် total mass အနေနဲ့ကတော့ဒါ20ပေါ့နော်ပြီးလို့ရှိရင်နောက်တစ်ခုက unit 8ကြတော့အဲ knowledge ပိုင်းမှာအဲ listening double reading နှစ်ပုတ်ပါပြီးလို့ရှိရင် writing နှစ်ပုတ်ပါပြီးရင်နောက်တစ်ခုကကြတော့ဒီ application မှာနှစ်မှတ်တန်တစ်ပုတ်ဒါဆိုရင် total က6ပုတ်ရှိမယ်ရမှတ်ကဒါ9နှစ်မှတ်ဖြစ်မယ်ပေါ့နော်ဒီ unit 9ကြတော့ဒီ application မှာနှစ်မှတ်တန်5ပုတ်ဒါဆိုရင်5ပုတ်ဖြစ်မယ် total item က10ဖြစ်မယ်ပေါ့နော်ပြီးလို့ရှိရင်နောက်ခုဒီ10ပေါ့နော် unit 10 unit 10မှာဆိုလို့ရှိရင် knowledge ကဒါကအဲ knowledge က6ပေါ့နော် knowledge က6 မြင်ရလားမသိနော်အဲနည်းနည်းလေးအလင်းရောင်လေး လို့သွားပါတယ်အဲ့တော့အဲဒီမှာပြီးလို့ရှိရင်နောက်တစ်ခုကကြတော့ writing က2ပုတ်ပေါ့နော် listening က6ပုတ် writing က2ပုတ်ပြီးလို့ရှိရင် application မှာ2မှတ်တမ်း writing အတွက်2မှတ်တမ်း2ပုတ်ပါဒါဆိုရင်စုစုပေါင်း6ပုတ်ရမှတ်ကတော့10မှတ်ပါပေါ့နော်အဲ့တော့ဒါက unit 10ခုရှိတဲ့အထက်မှာဒါနမူနာပေါ့နော်အဲ့တော့ total items အနေအနေနဲ့ဒီမှာဆိုရင် listening မှာဒါ15ရှိမယ်ပေါ့နော် knowledge မှာ15 writing and knowledge က listening မှာ 55အဲပြီးလို့ရှိရင် reading မှာ9ပြီးလို့ရှိရင် writing မှာ10ပေါ့နော်ဒါ10ပုံရှိမယ်ပြီးရင်နောက် comprehension မှာကြတော့ reading ပိုင်းက55ပြီးလို့ရှိရင် writing ပိုင်းက9ပုံပါ application မှာကြတော့ကျမတို့ဒီ writing မှာ writing မှာဘယ်လောက်ရှိမလဲဆိုလို့ရှိရင် writing မှာ10ပုတ်ရှိပါမယ်ပြီးလို့ရှိရင်နောက်ခုက speaking မှာ2ပုတ်ရှိပါမယ်ပေါ့เนาะအားလုံးမှာအပုတ်ရေအဖြစ်60နဲ့2ပုတ်ပါရမှတ်တရကြတော့ဒီမှာဆိုလို့ရှိရင်ဒီ knowledge အတွက်ဆိုရင်55 90ဆိုတော့ရှင်ဒါ30ပေါ့เนาะပြီးလို့ရှိရင်နောက်ခုကကြတော့ comprehension comprehension မှာဆိုရင်တော့အဲဒီ20ရဲ့30ရဲ့30ပေါ့เนาะ application မှာကြတော့အဲဒါ20 20 40အားလုံးမှာဒါက100ဖြစ်မယ်ပေါ့เนาะဟုတ်ပြီဒါဆိုရင်ခုနကတော့တိတိတသာ အဲတော့ क्वे ပြားတယ်ဒါပေမဲ့ဒီအမြင်နဲ့လို့လို့ဒါမေးနေကြဥစ္စာတွေကတော့ knowledge မှာဆိုလို့ရှိရင်အမြင်နဲ့ဒါအပုတ်30မိရေပေါ့နော် knowledge ပိုင်းအပုတ်30မိမယ်ပြီးလို့ရှိရင်နောက်ခုကကြတော့အပုတ်30မှာဒါတက်မှတ်တန်နေပေါ့နော်တက်မှတ်တန်ဖြစ်တဲ့အတွက်30မှတ်ပါ comprehension မှာကြတော့ ။ comprehension မှာကျတော့အပုံ20အပုံ20ကိုဒါက30 30မှတ်ဖြစ်မယ်နော်။ပြီးရင် application မှာကျတော့7ပုံရှိမယ်။အသုံးချမှုက7ပုံမိမယ်။သူ့ရဲ့ရမှတ်ကတော့40ပါ။အဲ့တော့ဒီမှာပြီးရင် listening ပိုင်းမှာအမြဲတမ်းလိုလိုတမှတ်တန်15ပုံလာမယ်။ပြီးလို့ရှိရင်နောက်က reading မှာတမှတ်တန်15ပုံ၊နှမှတ်တန်5ပုံ၊ writing မှာကျတော့တမှတ်တန်10ပုံနဲ့နှမှတ်တန်15ပုံပါ။ speaking ကကျတော့ဒါကဒီအမှတ်20တန်ပေါ့နော်တပုတ်ပါပါမယ်။ အဲ့တော့အဲဒီဟိုရှေ့ဒီမြန်မာပေါ့နော်မြန်မာ tourist ရှင်းတော့ကကျမတို့တွေဒါတိတိတတ်တတ်အရင်ပြောင်းလဲသွားတာမရှိဘူးနည်းနည်းအနည်းငယ်လောက်ပဲပြောင်းသွားမယ်လို့ပြောတယ်ဒါပေမဲ့နောက်ထပ်ထပ်ထွက်မယ် tourist sponsor နေမှာလည်းကျမထပ်ပြီးတော့ sharing လုပ်ပေးသွားမယ်လို့ပြောခဲ့နော်ဒီအင်္ဂလိပ်စာမှာလည်းအဲ့လိုပါပဲနီးလို့ရှင်ထပ်ပြီးတော့ sharing လုပ်ပေးပါမယ်ပြီးလို့ရှင်နောက်ခုကကြတော့ဒီ tourist နဲ့ guide တယ်ပေါ့နော်အဲဒီလာပတ်ဆာမွေးပုံစံတွေကိုလည်းကျမရဲ့ဒီ YouTube channel မှာဒါဖော်ပြပေးသွားမှာဖြစ်ပါတယ် အဲ့တော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲเนาะနည်းနည်းလေးအလင်းရောင်လေးနည်းနည်းလေးလို့သွားတဲ့အတွက် sorry ပါနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်